ကျွန်တော်လိုချင်တာ तू ပြောခဲ့တဲ့သူတွေကို तू လိုက်ပြောခဲ့တဲ့သူတွေကိုဒီလိုမဟုတ်ပါဘူးဆိုတာကို तू ကိုယ်တိုင်ပြန်လိုက်ရှင်းပေးတာကိုကျွန်တော်လိုချင်တယ်အဲ့လိုမဟုတ်လို့ရှိရင်တကယ်သူ့စီကနေတယောက်ယောက်ကကျွန်တော်နာမည်တုံးပြီးလုတ်သွားတာဆိုရင်အဲ့ဒီသူနဲ့သူနဲ့ဒက်ရှင်သူတို့ရဲ့တရုပ်ဆောင်မှုတွေနေနဲ့ကျွန်တော်ပေးခဲ့တဲ့အမှတ်တွေကျွန်တော်လက်မှတ်ထိုးထားတဲ့စာရွက်တွေရှိမှာပါတိုက်တဲ့အချိန်ပြန်ကြည့်လို့ရတယ်ကျွန်တော်ကုန်တာဝန်ယူတယ်ကျွန်တော်ဒီနေ့တည်းဒီဘသူစီကမှဘာတစိုးလက်ဆောင်မှ ဒီပွဲအတွက်လက်ခံရတာတခုမှမရှိဘူးအဓိကတော့ကျွန်တော်အစနေစပြောရရင်ဆရာဦးကြီးဇိုးတုံးကနေပြီးတော့ကျွန်တော်မောင်ညိုရေးရွှေချိုပြိုင်ပွဲမှာတိုင်လို့ပြေးနိုင်မလားဆိုပြီးတော့ကျွန်တော်လှမ်းပြီးတော့ပြောရတယ်ပြောတော့ဆရာပြောတဲ့ရက်တွေကလည်း Sunday တွေပဲဆိုတော့ကျွန်တော်ကလည်း Sunday တိုင်းရှူတင်နားတယ်အရပါတယ်ဆရာလုပ်ပေးပါမယ်ဆိုပြီးတော့လက်ခံပြည့်တယ်ပေါ့နော်လက်ခံပြည့်တော့ကျွန်တော် final နေ့ရအောင်ကျွန်တော်စာဆုံးမရှိပါဘူး မားတာနဲ့ပြန်သွားပြတယ်ကျွန်တော်လည်းမျက်နှာတိတယ်သူတွေလည်းပါတယ်မတိတယ်သူတွေလည်းပါတယ်ကျွန်တော်ပေးခဲ့တဲ့အမှတ်တွေအတွက်ကျွန်တော်အကုန်တောင်းဝန်ယူတယ်သူတို့ရဲ့သရုပ်ဆောင်မှုတွေနေနဲ့ကျွန်တော်ပေးခဲ့တဲ့အမှတ်တွေကျွန်တော်လက်မှတ်ထိုးထားရဲ့စာရွက်တွေရှိမှာပါကြိုက်တဲ့အချိန်ပြန်ကြည့်လို့ရတယ်ကျွန်တော်အကုန်တောင်းဝန်ယူတယ်အဲ့လိုနဲ့ result တွေထွက်လာတော့လည်း okay ပေါ့ဒါဟိုကျွန်တော်ရွေးတဲ့သူတွေလည်းပါတယ်ကျွန်တော်မရွေးတဲ့သူတွေလည်းပါတယ်ဒါကတော့ဘယ်လိုပြောအောင်ဒိုင်ကကျွန်တော်တယောက်တည်းမဟုတ်ဘူးလေ ဆိုတော့တခြားတိုင်းတွေရွေးတဲ့သူတွေရှိမှာပဲဒီ result တွေထွက်လာတော့လည်း OK ပါပြီးတဲ့လာဇန်လောက်ကမှပြန်ကြရတာအဲ့ဒီရွှေဂျိုတွေကတယောက်ကသူဒီလိုမျိုးရွှေဂျိုပါဖို့အတွက်ဘသူတွေကိုဘယ်လောက်ကတော့လိုက်ရပါတယ်ဆိုတော့အသံထွက်လာဆိုတော့သူကတော့လိုက်ရပါတယ်ဆိုတော့စရင်ထဲမှာကျွန်တော်နာမည်ပါတယ်အဲ့ဒါအတိတ်ပဲလည်းမရှိဘူးကျွန်တော်ဒီနေ့တည်းဒီဘသူစီကမှာ ဘာတစိုးလက်ဆောင်မှဒီပွဲအတွက်လက်ခံရတယ်တခုမှမရှိဘူးကျွန်တော်100%လိပ်ပြတ်တန်တယ်သူတကယ်ပေးလိုက်ရတယ်ဆိုရင်လေဒီဟာကိုရှားတဲ့ကဘသူလှုပ်သွားရလဲအဲ့ဒီသူနဲ့သူနဲ့ရှင်းမဟုတ်ဘဲနဲ့လိုက်ပြောခဲ့တယ်ဆိုရင်လေသူနဲ့ကျွန်တော်နဲ့ရှင်းမယ်ဆိုတော့ဒီကိစ္စကတော့ငါမှမဟုတ်တာချိန်တန်ပြီးသွားမှာပါဆိုပြီးတော့ကျွန်တော်ထားလိုက်လို့မရအောင်ကျွန်တော်ကုန်သိခါနဲ့ဆိုင်နေတယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ဂုံတိတ်ခါနဲ့လဲဆိုင်တယ်။ရွှေချိုပြိုင်ပွဲရဲ့ဂုံတိတ်ခါနဲ့လဲဆိုင်တယ်။ဒါကအရှင်းကိုရှင်းသိတဲ့ကိစ္စလို့ကျွန်တော်မြင်တယ်။ဒါကကျွန်တော်ပြန်သိရလို့လေသိလား။ပြန်မသိရဘဲနဲ့ကိုရာမှာဘသူတွေကိုဘလောက်တွေလျှောက်ပြောထားလဲမသိနိုင်ဘူး။ဆိုတော့ဒါကတော့ရှင်းသိတဲ့ကိစ္စထင်လို့ကိုရှင်းတာ။ပြောတဲ့သူကကျွန်တော်အဲ့လိုမလုပ်ဘူးဆိုတာတေချာနေလို့ကျွန်တော်အဲ့လိုမလုပ်ဘူးဆိုတာကိုတေချာယုံနေသူမို့လို့ ဒီလိုတော့ပြောနေပါတယ်ဆိုလာသတိပေးတာပေါ့နော်ဆိုတော့တည်တည်ခြင်းပဲကျွန်တော်ရှင်းဖို့ပဲဒါပေမဲ့ဩဟိုကျွန်တော်လည်းညမထွက်ရယုံတင်ဖို့ကိစ္စတွေရှိနေတော့မအားသေးလို့ဒီကိစ္စခဏဖယ်ထားတာဒါပေမဲ့ပြီးတာနဲ့ကျွန်တော်ရှင်းမယ်လို့တေးထားရှင်းကိုရှင်းရမယ်ကိစ္စရုပ်ရှင်စီးရုံးကိုလည်းကျွန်တော် personally လမ်းပြောထားတယ်ဒီလိုမျိုးတွေတော့အတန်တွေထွက်နေတယ်ဒါကအစီယုံသိခါလဲကြာတယ်ဒီပြိုင်ပွဲတစ်ခုလုံးရဲ့ဂုံသိခါလဲကြာတယ်ကျွန်တော်ဂုံသိခါလဲထိတယ် နောက်နှစ်လာမယ့်ရွှေလိုပြိုင်ပွဲတွေအပေါ်မှာလည်းဒီ image ကသွားပြီးတော့ရိုက်ခတ်မှုရှိနိုင်တယ်။ဒါကပြန်သိရလို့လေသိလား။ပြန်မသိရတဲ့နေရာတွေမှာဘယ်သူတွေကိုဘယ်နှစ်ယောက်တွေရှောက်ပြောထားလဲမသိနိုင်ဘူး။ကြံတဲ့သူတွေမထွက်ဘူး။အဲ့ဒီတရားကိုပဲထွက်နေတာ။ဟုတ်။ဒါမဲ့ကျွန်တော်ဘိုင်နေနဲ့တက်မပြောချင်တော့ဘူး။ဘယ်သူလဲဆိုတာသူ့ကိုယ်သူသိလိမ့်မယ်။ကျွန်တော်လိုချင်တာကဒီပြဿနာကိုသူမဟုတ်ဘူးဆိုလို့ရှိရင်သူမဟုတ်ဘဲနဲ့ရှောက်ပြောထားမိပါတယ်ဆိုရင် ဲ့ဒီလူတွေကိုသူတာဝန်ယူပြီးတော့ပြန်လဲပြန်လိုက်ရှင်းဒါမှမဟုတ်ကျွန်တော်နာမည်သုံးပြီးတော့ကြားတဲ့တရားောက်ကလှုပ်ရှားသွားတယ်ဆိုရင်အဲ့ဒီသူနဲ့သူနဲ့ရှင်းကျွန်တော်ကတော့ကျွန်တော် challenge လုပ်ထားတဲ့အတိုင်းပဲကျွန်တော်ဒီရွှေကြိုတိုင်လောက်တာနဲ့ပတ်သက်လို့ဘသူစီကမှဘာလက်ဆောင်တစိုးလက်ဆောင်မှလက်ခံယူထားတာမရှိဘူးကျွန်တော်ကိုကျွန်တော်100%လိပ်ပြတန်းတယ်မဟုတ်မဟုတ်အဲ့ဒီသတင်းထွက်တဲ့နေရာကားယုံတင် တဲ့သတင်းတော့မရသေးဘူး။ကားရက်ချိတ်တော့မသိရသေးဘူး။ဒါမဲ့ကျွန်တော် promotion ကိစ္စတွေလုံးပန်းနေတဲ့အချိန်ဖြစ်နေတာရယ်နောက်တစ်ခုကအဲ့ဒီအချိန်ကမြန်မာနိုင်ငံမှာလီလူငလျင်ဘေးတွေပါတွေရှိနေတာဖြစ်တဲ့အတွက်ဒီကိစ္စကငါအဆဆွဲမထုတ်လာသင့်သေးဘူးလို့ထင်လို့ကျွန်တော်ခဏထားထားတာ။အကိုရဲ့အကိုအဲ့လိုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိပါတယ်တဲ့ဘယ်သူပြောတာလဲတဲ့ဆိုတော့ ေရှင်းပါပါညီလေးတို့ငါဆက်ရှင်းမယ်လို့ဘာလို့လဲဆိုတော့ဒီကိစ္စကကြတော့ဂုံသိခါပိုင်းဆိုင်ရာပါလာပြီလေအာငါမဟုတ်ငါမဟုတ်ဝင်ပြီးတာပဲဆိုပြီးတော့ကျွန်တော်ရှော်ထားလိုက်လို့မရဘူးလေဒီလားသူတို့စိတ်ထဲမှာသူအတိထဲမှာသူလိုက်ပြောထားတဲ့သူတွေရဲ့အတိထဲမှာညုံမင်းလွင်ကဒီလိုမျိုးရွှေကြိုးပြိုင်ပွဲမှာဒိုင်လို့ပြီးတော့ကရော့ခံထားရတယ်ဆိုတော့အတိပွင့်နေပြီအဲ့ဒါကိုကျွန်တော်ရှင်းကိုရှင်းမရမယ်ဒါကကျွန်တော်ဘယ်တော့မှမလုပ်ခဲ့တာမရှိဘူး အဲ့လိုမျိုးဘသူ့ကိုမှအဲ့လိုမျိုးဒဇေးလက်ဆောင်လက်ခံယူပြီးတော့ပြိုင်ပွဲမှာပေါင်တခါမှမလုပ်ဘူးဗျကျွန်တော်ကတော့အဲ့ဒါပဲလိုချင်တာရတယ်ကျွန်တော်ဒါရိုက်တောင်းပန်စရာလည်းမလိုရတယ်မလိုဒီကောင်တောင်းပန်ခြင်းမတောင်းပန်ခြင်းတွေကိုကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်လိုချင်တာ तू ပြောခဲ့တဲ့သူတွေကို तू လိုက်ပြောခဲ့တဲ့သူတွေကိုဒီလိုမဟုတ်ပါဘူးဆိုတာကို तू ကိုယ်တိုင်ပြန်လိုက်ရှင်းပေးတာကိုကျွန်တော်လိုချင်တယ် အဲ့လိုမဟုတ်လို့ရှိရင်တကယ်သူ့စီကနေတယောက်ယောက်ကကျွန်တော်နာမည်သုံးပြီးလုတ်သွားတာဆိုရင်အဲ့ဒီသူနဲ့သူနဲ့ဒက်ရှင်မဟုတ်ဘဲနဲ့တော့ကျွန်တော်ကိုကတော့လိုက်ရပါတယ်ဆိုတော့အတိသူ့ခေါင်းထဲမှာဝင်နေလို့မရအောင်အဲ့ဒါကိုကျွန်တော်အဓိကရှင်းနေကြတာအဲ့ဒါတားရမယ်အဲ့ဒါအဲ့လိုမျိုးနောင်မှမဖြစ်လာအောင်ဒီကိစ္စတခါတည်းဒီကိစ္စကို ဟို highlight လုပ်ပြီးတော့ဒါတားရမယ်ပြည်သူလူထုသိအောင်ဒီလိုနောက်တစ်နှစ်လာပြိုင်ရင်လည်းပြိုင်ပွဲဝင်နေသိအောင် awareness ပေးထားရမယ်ဒီ လိုမျိုးကတော့လို့မရဘူးကတော့တဲ့ကတော့တာကိုလက်ခံတယ်ပြိုင်ပွဲမဟုတ်ဘူးဆိုရဲအတွေ့အသည့်စီယုံဘက်ကလူတွေရောလာပြိုင်မဲ့သူတွေရောသူ့ရဲ့အသည့်စိတ်ထဲကိုဒီဟာထည့်ပေးထားရမယ်မဟုတ်ရင်ဒီလိုမျိုးကတော့လို့ရရဲဆိုရဲအသည့်ဝင်သွားတာမကောင်းအခြေစမ်းများကြီးတင်ပါတယ်ကျွန်တော်တောင်းတောင်း personal ကိစ္စတွေကိုဒီလိုပြဿနာတွေ Facebook ပေါ်မတင်ပါဘူး။ဒါပေမဲ့ဒါကတော့အများသိအောင်ရှင်းရမယ့်ကိစ္စအရှင်းသေးတဲ့ကိစ္စလို့ထင်လို့အဲ့လိုလည်းဖြစ်နေလို့ကျွန်တော်တင်လိုက်တာပါ။ 是说上级别下来，都要坚持一点，我接受了，点嘛。